အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဒီစင်ကာပူမှာ local တွေကြားထဲမှာဟော tourist တွေကြားထဲမှာပါနမင်ကြီးပြီးတော့အရန်လာတဲ့နေရာလေးတခုကိုမအားလို့ဒီတစ်ပတ်သွားလိုက်ခဲ့တယ်ပေါ့နော်တကယ်တကယ်သွားလိုက်လိုက်တော့တကယ်အရန်လဲလာတယ်လှုပ်ရှားလဲရမ်းများတယ်ပေါ့ဒါကြောင့်မလို့ဒီနေရာလေးကိုအားလုံးနဲ့ sharing လုပ်ပေးခြင်းလို့ပါ ဒီနေရာလေးကတော့ Marina Barrage လို့ခေါ်ပါတယ်။ဒီနေရာလေးကိုလာရတာလည်းရံလွယ်ပါတယ်။တကယ်လို့ကိုက MRT နဲ့လာမယ်ဆိုရင်တော့ Garden by the Bay မှာဆင်းပြီးတော့ AC1 နဲ့ထွက်လို့ရှိရင်ဒီနေရာလေးကိုရောက်ပါပြီ။ပြီးတော့ဒီနေရာလေးကဒီ attraction တွေစုနေတဲ့နေရာလေးပေါ့နော်။အဲ့တော့ကိုက Garden by the Bay ဒါမှမ Marina Bay Sands ကိုလာမယ်ဆိုလို့ရှိရင်လည်းဒီနေရာလေးကိုလမ်းလျှောက်လာရင်ရောက်ပါတယ်။ဒီနေရာလေးမှာက ပကနစ်ထွက်လို့ရတယ်ပြီးရင်ဆွန်လို့လို့လည်းရတယ်ပြီးတော့စပိန်စီလို့လည်းရတဲ့အပြင်ကိုတက်ပုံရိုက်လို့ရှိရင်လည်း view လေးတွေကအရန်လာတဲ့နေရာလေးပေါ့နော်ဒါကြောင့်မလို့ဒီနေရာလေးက local တွေကြားထဲမှာရောသူတို့ tourist တွေကြားထဲမှာပါနာမည်ကြီးတဲ့နေရာလေးပေါ့နော်ဒီကလိုကေတော်များတော့စနေတနေ့ကိုပြည့်ရလေးမှာ အဲ့ဒီမှာအပစ်ကနေထွက်ကြရတယ်ပြီးလို့ရှိရင်စုံလေးလွတ်ကြရတယ်ပေါ့နော်အခုမတို့သွားတာကတော့ weekend သွားတာပေါ့နော်ဒါကြောင့်မလို့အခုလူတွေကအများကြီးပဲဒါပေမဲ့နေရာလည်းကျဲတယ်ပေါ့နော်ဒါကြောင့်မလို့ထိုင်မဲ့နေရာလည်းအများကြီးရှိပါသေးတယ်တကယ်လို့ဒီနေရာကိုလာလဲမယ်ဆိုလို့ရှိရင်တော့မနက်ပိုင်းစောစောဒါမှမဟုတ်ညနေပိုင်းနေရတဲ့အချိန်လောက်မှလာလဲဖို့တော့အမကရီကမန်းပေးပါရတယ်။ ဘာလို့လဲဆိုလို့ရင်ဒီပေါ်တော့အခုမြင်နေရတဲ့အတိုင်းပဲဒီမှာအရေးမရှိဘူးမျက်ခင်းပြင်ကြီးပဲဆိုတော့ပေါ့နော်နေခင်းမဲ့လာလေလို့ရှင်အရန်ပူပါလိမ့်မယ်ပြီးလို့ရှင်သူရဲ့အလားပါရည်လည်းလောက်ခံစားနိုင်မှာမဟုတ်ဘူးပေါ့နော်တကယ်လို့ကိုကဆွလွန်မယ်လို့အစီအစဉ်ရှိလို့ရှင်တော့ဒီဆွန်လေးတွေကိုအပြင်ကနေပြီးတော့ဝယ်လာခဲ့လို့ရပါတယ်ဒီမှာဒီကက်သလွန်ဆိုတဲ့ဆိုင်းရှိပါတယ်အဲ့ကနေဝယ်လို့ရှင်ဆွန်လေးတွေက10ဒေါ်လာနေစပြီးတော့ရှိတယ်ပေါ့နော် တကယ်လို့ဒီရောက်မှဝယ်မယ်ဆိုလို့ရှိရင်တော့ဒီ Marina Barrage ရဲ့ Ground Floor မှာရှိရဲ Shopping Center ထဲမှာဝယ်လို့ရပါတယ်ဒါပေမဲ့သူကဈေးကြီးတယ်ပေါ့နော်22ချက်ကနေပြီးတော့80အထိရှိတယ်ပေါ့ကိုက Marina Brush ကိုလဲပြီးသွားပြီဆိုလို့ရှိရင်တော့ဒီ Marina Basin တစ်ဝိုက်ကိုလဲစပိန်လေးစီပြီးတော့ရှောက်ကြည့်လို့ရပါသေးတယ် view တွေလည်းအများလာတဲ့အတွက်ကိုတပုံလေးလည်းရရင်လည်းပေါ့နော်စပိန်အတွက်ကတော့ဒီလို share byte တွေအများကြီးရှိပါတယ်ကိုကစီးခြင်းလို့ရှိရင်ဒီလိုစပိန်ရှိတဲ့ parking နေရာကိုသွားသွားပြီးလို့ရှိရင်ငါးပြီးစီးလိုက်ရင်ရပါပြီဒီစပိန်ပါကင်နေရာ Marina Barrage ရဲ့အောက်မှာလည်းရှိသလို Marina Barrage Bina ကစတိပိုင်းတဲ့ Bina ဘေးမှာလည်းစပိန်ပါကင်နေရှိပါတယ်။အဲ့ဒီမှာလည်းစပိန်နေရာအများနဲ့အများကြီးရှိရပေါ့နော်။ တကယ်လို့ဒီ Marina Barrage ကိုလာလည်ဖြစ်လို့ရှိရင်တော့စပိန်လေးစီးဖို့ကိုတော့အမ recommend ပေးပါတယ်။စပိန်ဘွားမြင်ရတဲ့ view လေးတွေကလည်းအရန်လာတယ်ပေါ့နော်။ဒီ Marina Bay Sands တခြားကိုစပိန်လေးစီးပြီးတော့သွားကြည့်ပါ။ ။ဒီလမ်းတစ်လျှောက်မှာလည်းဒီလိုမျိုး tourist တွေရဲ့ပြီးလို့ရှင်စပိန်စီးရဲ့လူတွေအစစိုက်လူတွေရဲ့လူတွေနဲ့ပေါ့နော်ဒီလမ်းလေးကပြည့်နေနေတာပါ။အခုဒီနေရာလေးဆိုရင်ပေါ့နော်ဒါ photo spot လေးပေါ့။ဒီနေရာလေးကတော်တော်လေးကိုလာပါတယ်။သူကဓပုံရိုင်းလေးလှသလိုဒီတိုင်းထိုင်ကြည့်နေတော့မှပဲအရန်လှနေနေရလေးပါ။ဒီနေရာက လေးလေးတဖြူဖြူနဲ့ဆန်းဆက်ကြည့်လို့လည်းအရန်လှပါတယ်။ ီမှာနောက်ထပ် activities တခုလုပ်လို့ရတာက ခရီးကင်းလုပ်လို့ရတာပါအခုလိုမျိုး weekend တွေဆိုလို့ရှိရင်ခရီးကင်းလုပ်တဲ့လူတွေအများကြီးပဲပေါ့နော်မတော်ကတော့ဒီစပိန်လေးနဲ့ပဲအင်ဂျင်တစ်ခါတန်းပြန်တော့မယ်ပေါ့နော်မပြန်ခင်မှာဒီစတေဒီယံဆိုတဲ့နေရာလေးမှာ Ice Lemon Tea လေးလာဝဲတာပါဒီစာလုံးရောက်လို့ရှင်ပေါ့နော်သူ့ရဲ့ food court တွေမှာ Ice Lemon Tea လေးလဲ try ကြည့်ပါနော်ဒီမှာကအဲ Ice Lemon Tea လေးလဲပေါ်ပြလာဖြစ်ပါတယ်တောက်လို့လည်းတော်တော်ကောင်းပါတယ် ကဲဒါဆိုလို့ရှိရင်တော့ကိုကဒီစင်ကာပူလာလေတာပဲဖြစ်ဖြစ်ဒီမာနီတာပဲဖြစ်ဖြစ်ဒီညလေးကိုမရောက်ဘူးလို့ရှိရင်တော့သွားကြည့်ပါနော်တကယ် view လေးလည်းအရန်လာရတယ်သွားရတာလည်းလွယ်ကူတယ်ဒီညလေးကိုသွားလဲမယ်ဆိုလို့ရှိရင်တော့မနက်ပိုင်းစောစောဒါမှမဟုတ်ညနေပိုင်းနေရတဲ့အချိန်လေးသွားပါတော့နေ့လယ်ပိုင်းဆိုရင်တော့အရင်ပူပါရယ်။ကဲဒါဆိုလို့ရှိရင်တော့စပေးလေးနဲ့အိမ်ပြန်ပါပြီ။အားလုံးပဲစုံတီကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါရယ်နော်။နောက်ဗီဒီယိုလေးမှာလည်းပြန်တွေ့ပါမယ်။အားလုံးပဲဘိုင်ဘိုင်။